တရုတ်ကူညီကြောင်းမြန်မာစစ်တပ်မိုးကုံနဲ့မိုးမင်းမြို့ပေါ်ကိုပြန်ရောက်လာပြီးတရက်အကြာနိုဝင်ဘာလ30ရက်နေ့ညပိုင်းမှာပဲမြို့နယ်အနီးတစ်ဝိုက်နေရာတချို့မှာတိုက်ပွဲတွေရှိလာနေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့မှာ မိုးကုတ်နဲ့မူမင်းမျိုးပေါ်ကိုအင်အားထောင်နဲ့ချီပြန်ဝင်ရောက်လာတဲ့အာနာသိန်းစစ်တပ်ဟာမိုးကုတ်မျိုးပြင်ကပြည်သူ့ကာကွယ်ရေးတပ် PDF ထိန်းချုပ်နယ်မြေတွေစီကိုစစ်ကြောင်းထိုးလာတာကြောင့်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တာလို့မြေပြင်ရဲဘော်တွေက ပြောပါတယ်။ဒီမျိုးတွေကိုသိမ်းပိုက်ထားတဲ့တန်းမျိုးသားလူမျိုးရေးတပ်မတော် TNL ကိုဖိအားပေးတောင်းဆိုခဲ့တာကြောင့်မိုးကုတ်မိုးမိတ်မျိုးပေါ်နေရာတွေအပြင်စိုးမိုးကုန်းတွေကိုစစ်တပ်စီပြန်ပေးခဲ့ရပေမဲ့ အနာသိန်းစစ်တပ်ကဒီသဘောတူညီချက်တွေကိုကြော်လွန်စစ်ကြောင်းထုတ်လာတာလို့ PDF တပ်ဖွဲ့တွေက AOD ကိုပြောပါတယ်။ဒီဘက်ကဒေါ်လာရေးဖွဲ့တွေနဲ့စီစီတခုကိုဘလော့ဒီဆုပ်ပေးဆိုတဲ့အတိုင်းသာဆုပ်ပေးပြီးအဲ့ဒီကြော်လာရင်ကတော့တိုက်ပွဲဆက်ဖြတ်မယ်နေထားပေါ့။စီတခုကြော်လာရင်တော့တိုက်ပွဲဖြစ်မယ်နေထားပေါ့။ဖြစ်ဖြစ်လည်းဖြစ်နေတော့ပါလေ။ဆက်ပြီးဖြစ်မယ်နေထားပေါ့။စီစီရောပြန်လာပါတော့တည်ကြတယ်။ TNL ကအပြစ်ရမယ်လို့ထုတ်ပြန်လိုက်ပေမဲ့တော်လန်ဟီးတပ်တွေဘက်ကစစ်တပ်ကိုဆက်ပြီးတိုက်ခိုက်သွားမယ်လို့ပြောဆိုထားတာကြောင့်မြို့ပေါ်ကိုဝင်ဝင်လာခြင်းမှာတင်စစ်တပ်ဘက်ကအမြောက်တွေလက်နက်ကြီးတွေကိုပြင်ဆင်နေတယ်လို့မြို့ကန်ဒီစီကတီးရပါတယ်ပြစ်ခတ်မှုပြီးစစ်တပ်ဘက်ကရှေ့ဆက်မတိုးတော့ပေမဲ့နှစ်ဖက်စီရေးတင်းမာနေပြီးတိုက်ပွဲတွေပိုပြင်းထန်လာနိုင်တဲ့အခြေအနေတွေရှိတယ်လို့တော်လိုင်းဟီးတပ်တွေဘက်ကပြောပါတယ်ဒါအပြင်မိုးကုတ်မြို့ဘက်ကနေမုံမိတ်မြို့ဘက်ကိုထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တို့ကနိုဝင်ဘာလ30ရက်နေ့ကဂျားဖြတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ KIA ဘက်ကပြောပါတယ်။မိုးမစ်ကတော့ကျွန်တော်တို့နဲ့အဲဘယ်လိုပြောမှလဲဆစ်ဆက်တဲ့အဲမြို့တမြို့ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တို့တို့ဗာလဲ PDF တို့နဲ့တက်ပွဲဖြစ်လို့ရှင်တော့ကျွန်တော်တို့ KY နဲ့လဲအာဒီဆက်ဆက်မှုရှိနေတယ်တက်ပွဲဖြစ်ပေါ်ရှိပါတယ်เนาะ ဒါပေမဲ့ကျွန်တော်တို့ဘက်ကနဲ့တို့ကိုဝန်တိုက်မယ်ဆိုတာကိုတော့ကျွန်တော်ပြောတာမဟုတ်ဘူးနော်အဲ့ဒါမရှိပါဘူးဟိုကျွန်တော်တို့နဲ့ဆက်ဆက်တဲ့နေမယ်ဆိုတော့တက်ပွဲဖြစ်လို့ရှင်တော့ကျွန်တော်တို့လည်းအဲတက်ပွဲတော့ဖြစ်နိုင်တော့ရှိပါတယ်ဆိုတာပဲကျွန်တော်ပြောတာဖြစ်ပါလေနော်တိုက်ပွဲအတွင်းစစ်တပ်ကရဝမ်းတာတီတိုက်လေရင်နဲ့ဝေဟင်ကနေပြန်ဝဲခဲ့တာတွေရှိတယ်လို့သိရပါဗျ စစ်တပ်စီမိုးကုတ်မြို့ကိုပြန်ပေးလိုက်တဲ့အကြောင်းသတင်းတွေထွက်ပေါ်ပြီးကြတဲ့ကမိုးကုတ်ဒေသခံတွေတံမုံတီးဆန္ဒပြခဲ့သလိုစစ်တပ်တကယ်ဝင်ရောက်လာချိန်မှာလဲကြိုဆိုမဲ့လူမရှိလို့စစ်တပ်လော်ဘီတွေဝေဖန်နေကြတာတွေ့ရပါတယ်။ဒါအပြင်မြို့ကန်ရက်သားပြည်သူအများစုကစစ်တပ်ပြန်ဝင်ရောက်လာရင်ဖမ်းဆီးခံရမှာအသက်အန္တရာယ်ကြုံတွေ့ရမှာကိုစိုးရိမ်ကြတဲ့အတွက်မြို့ကိုစွန့်ခွာတိမ်းရှောင်သွားကြသူတွေများနေတယ်လို့သိရပါတယ်။